တောင်ကိုရီးယားသမ္မတရွန်ဆော့ဂျူရဲ့ဆက်ဆွဲပြစ်တင်မှုကိုလင်းမြန်စွာစီရင်ချက်ချဖို့တိုက်ခိုက်ပါတီကအခြေခံဥပဒေဆိုင်ရာတရားရုံးကိုမတ်လ18နှစ်ကတိုက်တွန်းခဲ့ပြီးအဲဒီအမှုနှောင့်နှီးကြံ့ကြာနေတာကတောင်ဝန်ကင်းမဲ့မှုဖြစ်ကလူမှုကိုမငြိမ်မသက်ဖြစ်စေခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့လအတွင်းအခြေခံဥပဒေဆိုင်ရာတရားရုံးကရွံ့ရဆက်ဆွဲပြစ်တင်မှုကိုကျန်းသာစစ်ဆေးမှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးနောက်ရွံ့ကိုသမ္မတရာထူးမှဖယ်ရှားဖို့တင်မတင်စဉ်းစားသုံးသပ်လျက်ရှိပါတယ်။ကျွမ်းကျင်သူတွေကတော့ရွံ့ရဆက်ဆွဲပြစ်တင်မှုဟာ မက်ရှလာလေဘိုင်းမှာစီရင်ချက်ချခံရလိမ့်မယ်လို့ comment ထားပေမဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကစီရင်ချက်မချသေးတဲ့အတွက်ရွံ့ရမှုဟာတရားရုံးရဲ့တမိုင်းမှာအရှိချာဆုံးစဉ်းစားသုံးသပ်ရတဲ့အမှုဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ဇပိုင်းအတွင်းစုမြို့တော်ရဲ့လမ်းတွေပေါ်မှာရုံးကိုစန့်ကျင်သူတွေနဲ့ထောက်ခံသူတွေစုံစမ်းနာပြတ်ခဲ့ကြပါတယ်။ရုံးကိုစန့်ကျင်သူတွေကရုံးကိုရာထူးကနေချက်ချင်းဖိရှားဖို့တောင်းဆိုနေကြပြီးထောက်ခံသူတွေကတော့ရုံးကိုရာထူးနေရာပြန်ပြီးဖို့တောင်းဆိုနေကြပါတယ်။ ။နိုင်ငံနဲ့ပြည်သူတွေကအခုထပ်ပို့ပြီးတိုက်ခိုက်နိုင်တော့မှာမဟုတ်ပါဘူး။တင်းမာမှုတွေရှိလာပြီးစိတ်မရှိနိုင်ကြတော့ပါဘူးလို့တိုက်ခိုက်လွတ်တော်အမတ်ကင်မင်ဆုတ်ကမက်ရှလာ၁၉နှစ်ကပြောကြားခဲ့ပါတယ်။ ဒံဂရီယာယာယီတမနာချွေးဆောင်မှုကရွံ့ကိုဆွဆွဲပြစ်တင်မှုနဲ့ပတ်သက်ပြီးအခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့ဘလို့ဆုံးဖြတ်မှုကိုမစိုးလေးစားဖို့နဲ့လက်ခံဖို့မက်စတာဆလီယန်ကပြည်သူလူထုကိုတိုက်တွန်းခဲ့ပေမဲ့စုမျိုးတော်မှရွံ့ကိုစန့်ကျင်သူတွေနဲ့ထောက်ခံသူတွေကဆန္ဒထုတ်ဖော်မှုတွေကိုစတက်ပြစ်လုခဲ့ကြပါတယ်။အစိုးရအဖွဲ့အနေနဲ့စုမျိုးတော်ရဲ့နေရာဒေသတွေမှာရဲတပ်ဖွဲ့အင်အားတိုးမြှင့်ချထားမှဖြစ်ပြီးပြည်သူအာဏာပိုင်အဖွဲ့ကိုစိန်ခေါ်တဲ့ဘလို့လို့ရုပ်ကိုမစိုးတိခံမှမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။